ော်ဘုရားလမ်းပြမှုပါကျွန်ုပ်လက်ကိုတွေ့ကကိုတော်ကူပါပါဟေရှာယအနာဂတိကျမ်းခန်းကြီး46အငယ်လေးတင်တို့အသက်ကြီး၍ဆံဖြူသည့်တိုင်အောင်ငါသည်ထိုးသောသူဖြစ်၍တင်တို့ကိုဆောင်ရွက်မည်ငါပြုခဲ့ပြီးသည့်အတိုင်းထမ်းအုံးမည်ဆောင်ရွက်၍ကယ်တင်မည်အင်္ဂလိပ်ကျမ်းစာကိုထပ်ပြီးတော့ဖတ်ချင်ပါတယ် even to your old age and gray hairs, I am He. I am He who will sustain you. I have made you, and I will carry you. I will sustain you, and I will rescue you. English Chandamaro sustain ဆိုတဲ့စကားကိုတွေ့ရပါတယ် S U S T A I N sustain ဆက်လက်ပြီးတော့ရေရှည်တည်တံ့ရှင်သန်စေတယ်။နော်ဒီຢာကဒီစကလုံးလေးကအလွန်မှပဲနော်ဒီဘက်ခစ်မှာတော့အလွန်ထင်ရှားပါတယ်။သူတို့ဖြင့်ကျွန်တော်တို့ ကမ္ဘာကူလသမဂ္ဂရဲ့ goal တွေထားတဲ့အခါမှာ sustainable development goal ဆိုပြီးတော့တော့ကျွန်တော်တို့လူတယောက်ရဲ့ဖွံ့ဖြိုးမှုနိုင်ငံတကာနိုင်ငံရဲ့ဖွံ့ဖြိုးမှုကိုတိုင်းတာတဲ့အခါမှာဒီစကားလုံးကိုတွန်းပါတယ် you you development မဟုတ်ဘူးเนาะ sustainable ဆိုတဲ့စကားလုံးဖြစ်ပါတယ် sustain ဆိုတာကတော့တကယ့်ကိုကျွန်တော်တို့ဒီတလနှစ်လတစ်နှစ်နှစ်နှစ်နဲ့ပြီးသွားတာမဟုတ်ဘူးရေရှည်တည်တက်ခိုင်မြဲတော့အဲ့တော့ဒီစကားလုံးကဘယ်ရလာလဲဒီမှာစံစာတွေကကျွန်တော်တို့တွေ့ရတယ်ဖျားကကျွန်တော်တို့ကိုပြောထားတယ် ။တင်းတို့ဟာငယ်စဉ်တည်းကနေကပို့ဆောင်ခဲ့တယ်။သပင်ဖြူပြီးတော့အသက်ကြီးသည့်တိုင်အောင်ဆက်ပြီးတော့ sustain ရှင်သန်နေစေမှာရေရှည်တည်တတ်စေနေမှာပို့ဆောင်နေမှာ ဖြစ်တယ်ဆိုရယ်ဂတိတော်ပဲဖြစ်ပါတယ်။ဆိုတော့ဒီနေ့မှာကျွန်တော်ဒီစကားလုံးလေးကိုအဓိကဒီကျမ်းစာတွေကဒီစကားလုံးလေးကိုအဓိကပေါ်ပြချင်ပါတယ်။ sustain ဆိုရယ်စကားလုံးဖြစ်ပါတယ်။အဲ့တော့ဒီ sustain ဆိုတဲ့စကားလုံးကအတိတ်ဘယ်ကတော့ကျွန်တော်ဘုရားသခင်ဒီ เนาะကျွန်တော်တို့ကိုမဆာနေတယ်ကုမနေတယ်တည်တန့်စေတယ်เนาะကျွန်တော်တို့ဘုရားကတောင့်ခံပေးထားတယ်ဆိုတဲ့အတိပဲဘုရားကချီးမြှောက်တယ်ထောက်ပံ့ပေးနေတယ် encourage လုပ်နေတယ်เนาะပြီးတော့မိတွေရာပေးထားတယ်ဆိုတဲ့အတိပဲအများကြီးပဲရှိပါတယ်ဆိုတော့ဒီစကလုံးကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဘုရားသခင်ရဲ့မြစ်တာကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဒီစကလုံးကိုအထူးသဖြင့်တော့ဆာလံဆရာရဲ့ဖော်ပြမှုအထူးသဖြင့်ဒါဝိမင်းကြီးဒါဝိမင်းကြီးဟာ တော့ကျွန်တော်တို့၃ခုမြောက်သောစာလံမှာရေးတဲ့အခါမှာသူဟာတကယ့်ကိုသူ့ဘဝရဲ့အခက်ခဲကြုံနေတဲ့ကာလဖြစ်တယ်သူသဖြင့်တော့သူ့ရဲ့သားအဘရှလုံကနေပြီးတော့เนาะသူ့ကိုလိုက်ပြီးတော့တတ်တဲ့ဖမ်းတဲ့အချိန်ဖြစ်ပါတယ်သူ့ဘဝရဲ့နှိမ်ချတဲ့အချိန်အလွန်အမပဲကို့သားကเนาะကို့ကိုလိုက်ပြီးတော့ဒုက္ခပေးတဲ့အချိန်မှာเนาะတနည်းပြောရင်တော့သူ့ဘဝကြီးရပ်တန့်နေတဲ့အချိန်မှာသူဟာဒီဟာကိုရေးခဲ့ပါတယ်เนาะ၃ခုမြောက်တော့စာလံအပိုက်ငယ်၅မှာ ထာဝရဘုရားသည်ငါ့ကိုမားစတော်မူသောကြောင့်ငါသည်အိပ်၍ပျော်ခြင်းခွင့်နှင့်노ခြင်းခွင့်ရှိ၏တဲ့။ဆေဥရတန်ကတော့အဲ့ဒီ sustain ဆိုတဲ့စကားလုံးကိုမားစတယ်ဆိုပြီးတော့အဘိဓိပြန်ထားတာကိုကျွန်တော်တွေ့ရပါတယ်။ The Lord sustains me တဲ့။ဆာလန်ဆရာကပြောတယ်၊ဒါဝိမင်းကြီးကပြောတယ်။ဆိုတော့ဒီအချိန် तू အဲ့လိုပြောတဲ့အချိန်မှာက तू ဘုရားကြီးကအကြပိုင်းကိုရောက်နေတဲ့အချိန်ဖြစ်တယ်။နော်သူ့သားကသူ့ကိုလိုက်ပြီးရောဖမ်းဆီးနေတဲ့အချိန်ဖြစ်တယ်သူ့သားရှိရတယ်သူထွက်ပြေးနေရတဲ့အချိန်ဖြစ်တယ် တော့ဖခင်ပြောရေးစိတ်ထဲမှာဘလောက်ဝမ်းနေမလဲစဉ်းစားကြည့်နေကြတော့ချိန်တော့ကဘာကြီးရက်တန့်နေတယ်လို့ထင်မယ်ကြာရှုံးသွားပြီလို့သူထင်တယ်ဒါပေမဲ့သူပြန်ပြီးတော့ချက်ချင်းပဲသူပြန်ပြီးတော့စာလံကျမ်းမှာသူပြန်ရေးထားတယ်ဖခင်ကဒီငါ့ကို sustain ဖြစ်စေတော့ဖခင်ဖြစ်တယ်ဆက်လက်ပြီးတော့ပို့ဆောင်နေတယ်ကူမနေတယ်မဆနေတယ်ဒါကြောင့်လို့အခုငါဖြစ်နေတဲ့ຢာကဒါခဏတာပဲဖခင်ဖခင်ကဒီငါ့ကိုဆက်ပြီးတော့ရေရှည်တီတက် စေမဲ့ဖျားဖြစ်တယ်အဲ့ဒီ sustain ဆိုတဲ့အကြောင်းကိုကျွန်တော်တွေ့ရပါတယ်ဒါကြောင့်မို့ဒီဆာလံကကျွန်တော်တို့ကိုလည်းအားပေးနေတယ်ချစ်သောမိတ်ဆွေကျွန်တော်ဘဝဆိုတာကအနေအမြင့်တက်ကြတယ်အများကြီးရှိပါတယ်တစ်ခါတလေမှာကျွန်တော်တို့အဆင်ပြေတာရှိတယ်တစ်ခါလေမှာအောင်မြင်မယ်တစ်ခါလေမှာကျွန်တော်ကြာရှုံးမယ်တစ်ခါလေမှာလည်းကျွန်တော်တို့ဒါဟာဘဝရဲ့ဏီယာမှာသဘောတရားပဲအဲ့ဒီအနေအမြင့်တက်ကြတွေထဲမှာကျွန်တော်ဖျားသခင်နဲ့အတူသွားရင်နော်ကျွန်တော်ယုံထားရင်ဒီကတိတော်ကိုယုံထားရင်ဟေရှာနာဂတိကျမ်းမှာလည်းပြောတယ် ်သင်တို့ဒီဆံဖြူသွားကြိုးပြီးအသက်ကြီးတဲ့အထိတိုင်အောင်တဲ့သင်တို့ဟာငါကြည့်ရှုစောင့်ရှောက်ဖို့ဆောင်မယ်ငါဟာသင်တို့ကို sustainable ဖြစ်စေတော်ဖရားဖြစ်တယ် I will sustain you ဒီဂတိတော်ကကျွန်တော်တို့အားလုံးအတွက်တကယ့်ကိုခွန်အားဖြစ်စေပါတယ်ထို့တူပဲ55ခုမြောက်သောဆလံအပိုင်ငယ်27မှာလည်းရေးထားတာတွေ့ရပါတယ်ထမ်းမရသောဝင်ကိုထာဖရားတိုင်းခြားတာလို့သင်ကိုမဆတော်မူမီ ဖြောင်းမတ်တော်သူကိုအစဉ်အမြဲလှုပ်ရှားစေတော်မမူရာဒါကိုလည်းကျွန်တော်အင်္ဂလိပ်ကျမ်းစာမှာပြန်ဖတ်တဲ့အခါမှာ maza ဆိုတဲ့စကားလုံးကို sustain လို့သုံးထားတာကိုတွေ့ရပါတယ် he will sustain you တဲ့တင့်ကိုဖျားကဆက်ပြီးတော့ရှင်သန်စေမဲ့ဖျားမဆနိုင်တဲ့ဖျားဖြစ်တယ်ဒါကြောင့်မလို့တဲ့ shake เนาะကျွန်တော်လှုပ်ရှားစရာမလိုဘူးကြောက်နေစရာမလိုဘူးเนาะယိုင်နေနေစရာမလိုဘူးဘုရားသခင်အားဖြင့်ကျွန်တော်တို့ဒီဘုရားသည်ဆက်လက်ပို့ဆောင်တဲ့အတွက်ကျွန်တော်တို့ကြံ့ကြံ့ခံပြီးတော့ဘုရားသခင်ဒီကျွန်တော်တို့ကိုမလဲကြအောင်လှုပ်ရှားတော့မမူရဘူးဆိုပြီးတော့ဂရိပေးထားတာကျွန်တော်တွေ့ရပါတယ်။ဒါကြောင့်မလို့ဒီမှာလဲ sustain ဆိုတဲ့စကားကိုတွေ့ရတယ်ပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်တို့ထမ်းဝဲရတဲ့ဝင်တွေကိုဘုရားအပ်ပါဘုရားသခင်ဒီအရင်လဲပို့ဆောင်နေအရင်လဲမဆနေတယ်အခုလဲမဆအောင်မယ်အနာဂတ်မှာလဲကျွန်တော်တို့ကိုဆက်လက်ပြီးတော့ မဆမဲ့ရေရှည်တည်တဲ့ sustain ဖြစ်စေမဲ့ဖျားဖြစ်တယ်တော့ကျွန်တော်ဒီရမှာတွေ့ရပြန်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်50ခုမြောက်သောဆာလံမှာလည်းဒီ sustain ဆိုတဲ့စကားကိုထပ်တွေ့ရပါတယ်သူဒီနာဖျား၍တုံးလုံးနေသောအခါထာရဖျားသည် ထောက်ပင့်တော်မူမြည်နာ၍နေစဉ်ကာလကိုရောဒီသူ၏အိယာရှိသမျှကိုလံပြန်တော်မူမြည်တဲ့เนาะကျွန်တော်တို့အဲ့ဒါဘယ်လိုလူလဲဆိုစင်ရဲသောသူကိုအောက်မေ့သောသူသည်မင်္ဂလာရှိ၏လို့ဖော်ပြပြီးတော့เนาะဒီလိုမျိုးဂရိပေးထားတာတွေ့ရပါတယ် တော့ကျွန်တော်တို့တွေကဆင်းရဲသောသူကိုအောင်းမိတယ်၊ကူညီတယ်၊မဆတယ်ဆိုရင်တဲ့ခရင်သောကာလမှာထိုသူကိုဘုရားသခင်သည်ကယ်နှုတ်မယ်။ဆိုလိုချင်တာကဒီလူကို sustainable ဖြစ်စေမယ်။ဒီဂရိတော်ကိုပြီးတဲ့အခါမှာလဲဒီ sustain ဆိုတဲ့စကားကိုတွေ့ရပါတယ်။တော့ကျွန်တော်တို့나ဖျားနေတဲ့အခါမှာတော့ဘုရားသခင်သည်နော်သူ့ကိုကျွန်တော်လူတယောက်ကနာဖျားသွားပြီဆိုရင်ကျွန်တော်မထနိုင်တော့ဘူးရက်တန့်သွားပြီနော်အာဒီယောဂအင်းနဲ့ငါဘလို့ရင်ဆိုင်ရမလဲစသဖြင့်အဲ့လိုဖြစ်တတ်ပါတယ်အဲ့ဒီအချိန်မှာပဲနော်ဘုရားသခင်ရဲ့ဂတိတော် ကျွန်တော်မမေ့ပါနဲ့ကျွန်တော်ရက်တန်သွားမှာမဟုတ်ဘူးဖျားသည်ဆက်လက်ပြီးတော့ရှင်သန်သေးဦးမှာဖြစ်တယ် sustain ဖြစ်စီမှာဖြစ်တယ်။နော်တမာကျန်းသာထဲမှာကျွန်တော်တို့အီလီယာကြီးကနော်ကျွန်တော်တို့ဒီအရန်ဘန်းတော့ဖြစ်ပြီးတော့နော်ရေစပီလာကသူ့ကိုလိုက်ပြီးတော့တတ်တဲ့အခါမှာသူအရန်မောသွားပြီမောတဲ့အခါမှာဖျားသခင်ကိုသူကကျွန်တော်တေပြစီဆိုပြီးတတောင်းတဲ့အခါမှာဖျားကဘာလုပ်ပြီးလဲ sustain ဖြစ်စီတာသူ့ကိုမတိခိုင်းဘူးနော်ကောင်းကင်တမန်ကိုဆီလွတ်ပြီးတော့ကျွန်တော်တို့အာမုံနဲ့ရေကိုပေးလိုက်တယ်ပေါင်မုံပူပူလေးပေးလိုက်တယ်ပြီးတော့ရေတော့ပြီးရင်အေး အဲ့ဒါအရက်40ပတ်လုံးသူ့ကိုအဲ့လိုမျိုးအိတ်လိုက်စားလိုက်နဲ့ပြန်ပြီးတော့ sustain ဖြစ်အောင်လုပ်ပေးတယ်အဲ့ဒါလဲပြီးတော့သူကပြန်ပြီးတော့ဘလောက်ထိသူက sustain ဖြစ်သွားလဲဆိုတော့ဖခင်ကသူ့ကိုဘလောက်ထိရေရှည်တည်တံ့စေလဲဆိုရင်နောက်ဆုံးသူတော်မတည်လိုက်ရအောင်ကောင်းငင်ကိုအရှင်လက်လက်ခေါ်ဆောင်ခြင်းခံရတယ်ကျွန်တော်အားလုံးသိပြီးသားဖြစ်တယ်အဲ့တော့အမှကြည့်လိုက်လို့ရှိရင်နော်လူကတော့ဘာဖြစ်လဲစိတ်ဓာတ်တွေကြာပြီးတော့တည်ချင်တော့တည်ရှင်တည်ပြရစီဆိုပြီးဖခင်ကိုတောင်းတယ်ဒါပေမဲ့ဖခင်သခင်ကတည်ခိုင်းတဲ့ဖခင်မဟုတ်ဘူးနော် sustainable ဖြစ်စေတော့ဖခင် ဆက်လက်ပြီးတော့ရှင်သန်စေမယ်ရေရှည်တည်တက်ပို့ဆောင်မယ်เนาะအဲ့လိုမဆတဲ့ဘုရားဖြစ်တယ်ထောက်ပံ့ပေးနေတဲ့ဘုရားဖြစ်တယ်เนาะဒီနေ့ဒီတလားနဲ့လားထောက်ပံ့တဲ့ဘုရားမဟုတ်တသက်လုံးကောင်းငင်နိုင်ငံရောက်တဲ့အထိကျွန်တော်တို့ဂတိပေးထားတယ်သာဝရတက်ကိုရမယ်တေလွန်တော်လဲရှင်မယ်ဟေရှာယမှာဖော်ပြသလိုပဲเนาะကျွန်တော်တို့ငါဒီတဲ့တင်တို့ကိုအရင်တုန်းကလည်းကြီးစုဆောင်ရှောက်ပို့ဆောင်နေကူမခဲ့သလိုပဲဆက်လက်ပြီးတော့လဲ sustain ဖြစ်စီမယ်ဆိုတော့ဂတိတော်ကိုယုံကြည်လျက် ကျွန်တော်ရဲ့ဘဝတက်တာကိုဖျားနေတူရှောင်းလန်းကြပါစို့လို့တိုက်တွန်းခေါ်ပေးလိုပါတယ်။